အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မျှဝေပေးခြင်းတဲ့လက္ခဏာဘူတ္တလေးကတော့ဒီယူလန်လို့ခေါ်တဲ့ကံလန်းအောင်မြေလန်းနဲ့ဘုဒ္ဓဂျူခုံကတောင်းလိုက်မြင်မှတ်တွေဒီသုံးမျိုးပေါင်းရဲ့အဟောတွေပဲဖြစ်ပါတယ်ဒီသုံးမျိုးပေါင်းရဲ့ဒီတန်အဟောတွေကိုလည်းမျှဝေပေးပါမယ်ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်ပါပုံမှန်ပြထားတဲ့လက်ဝါးပြင်မှာကံလန်းချောင်းကအစားကနေအဆုံးထိတပြောက်တည်းထောင်တက်နေပါတယ်ဒီလိုကံလန်းချောင်းမျိုးပါလာခဲ့မယ်ဆိုရင်လက္ခဏာရှင်ဟာကြိုးစားအားထုတ်မှုအနည်းငယ်ရှိနေရင်ပဲအောင်မြင်တတ်ပါတယ်အစဉ်ပြေတတ်ပါတယ် အလုပ်တစ်ခုကိုအတီးတကျပြုလုပ်ပါကံကြမ္မာကမိမိဘက်မှာအတူအားသပါတယ်ကံအားကောင်းပါတယ်အသက်အလယ်ပိုင်းမတိုင်ခင်ကတည်းကအားပြုပြီးကြိုးစားနေတဲ့သူတို့လည်းပြပါတယ်အသက်ငယ်ရွယ်စဉ်နဲ့အသက်အလတ်ပိုင်းအထိကိုကံကကောင်းနေပါမယ်ကြိုးစားတိုင်းရမယ်မိမိရဲ့ကြိုးစားအားထုတ်မှုတွေကောင်းမယ်ကံကလည်းအားသနေတဲ့အတွက်ကြိုးစားအားထုတ်မှုပြုနေတဲ့သူလို့ပြနေပါတယ်နောက်တစ်ခုကတော့အဲ့ဒီလောက်ဝါပြင်ပါမယ်အောင်မြေလန်းပါပါတယ်ဒါကတော့ကံရဲ့ကြိုးစားမှုတွေကနေအစဉ်ပြေအောင်မြင်မယ်လို့ဆိုလိုပါတယ် ဒါကြောင့်တေချာအားပြုပြီးစူးစမ်းလှုပ်ဆောင်ပါမိမိရဲ့ရည်မှန်းချက်တွေပြေဝလာပါလိမ့်မယ်။ကံရဲ့အထောက်အကူတွေကြောင့်လည်းစူးစမ်းမှုတွေကောင်းမွန်မယ်အောင်မြင်မယ်။အောင်မြင်မှုအပိုင်းနဲ့ကံလန်းကအားကောင်းပါတယ်အားသပါတယ်။မိမိရဲ့ဘဝမှာတည်တည်တတ်တအဆင်ပြေ အောင်မြင်မယ်လို့ပြပါတယ်။နောက်တစ်ခုကတော့ဗုဒ္ဓဂျူခုံကဒေါင်လိုက်မြင်မယ်ဖြစ်ပါတယ်။အဲဒီလက်ဝါးပြင်မှာပဲပါလာပါတယ်။ဒီဒေါင်လိုက်မြင်နေကြောင့်မိမိဟာစိတ်စည်တနာတွေကောင်းတတ်ပါတယ်။တဘာသူပေါ်တနာတတ်ပါတယ်။ကိုကြောက်သူများကိုမနာကျင်စေခြင်းတတ်ပါဘူး။ ။နောက်ပြီးဒီတောင်လိုက်မြင်းတွေကငွေကြေးကန့်ကိုလည်းကောင်းမွန်စေပါတယ်။ငွေမကြာခဏရရှိတတ်ပါတယ်။နောက်ပြီးသူရဲ့စိတ်ခံစားချက်ကလည်းနူးညံ့နေတတ်ပါတယ်။တင်းရလက်မှာဘုရူဂျူကွန်ကတောင်လိုက်မြင်းတွေဒီယူလန်လို့ခေါ်တဲ့ကန်လန်းနဲ့အောင်မြေးလန်းဒီလိုသုံးခုလိုပါလာခဲ့မယ်ဆိုရင်တင်းလို့သမျှအကျိုးဖြစ်တွန်းစေပါတယ်။ဒါပေမဲ့အတားအဆီးတော့နည်းနည်းလေးရှိပါတယ်။ကံလန်းအောင်မြင်းလန်းနဲ့ဒီတောင်လိုက်မြင်းတွေကြောင့်ငွေကြေးပန်းဟာတည်တည်တသာဝင်လာပါလိမ့်မယ်။မိမိရဲ့ကံစားတာကပိုပြီးအားကောင်းလာမယ်။ရည်မှန်းချက်တွေအစဉ်ပြေအောင်မြင်လာမယ်။ ဒါပေမဲ့ဘာပဲလှုပ်လှုပ်တခြားသူမတိခိုက်အောင်တော့တတိထားပြီးလောက်ရပါမယ်။ဒါဆိုရင်တင်းရဘွားမှာတဖြည်းဖြည်းနဲ့ကံအားပူကောင်းလာပြီးအစဉ်ပြေစွာနဲ့နေထိုင်ရမယ်။ငွေကြေးပိုင်းနဲ့ပတ်သက်ပြီးကံကလည်းကောင်းမွန်စေမယ်။စိတ်မေတ္တာပိုင်းနဲ့ပတ်သက်ပြီးတော့လည်းပူကောင်းစေမယ်။ဒါပေမဲ့အတားစီလေးကိုတော့နည်းနည်းလေးကြော်ပြတ်ပေးရပါမယ်။ဒါကတော့ဗုဒ္ဓကျူခုံဘောကတောင်းလိုက်မြင်ဒီယိုလန်နဲ့အောင်မြေးလန်သုံးခုပေါင်းဆက်အဟောဒီပဲဖြစ်ပါတယ်။ဒီမှတ်သား၃ခုစလုံးပေါင်းဆက်ပါလာခဲ့မယ်ဆိုရင်တော့သင်အစဉ်ပြေအောင်မြင်နိုင်ပါတယ်။ ောက်တစ်ခုကတော့အသက်လမ်းပေါ်ကတွီးကံပဲဖြစ်ပါတယ်ပုံမှာပြထားတဲ့တွီးကံကိုကြည့်ပါဒီလိုလက်ဝါးပြင်အသက်လမ်းပေါ်မှာတွီးကံပါလာခဲ့မယ်ဆိုရင်ထိုသူတွေဟာသူတို့ရဲ့ဘဝမှာငွေကြေးကံကောင်းမွန်ပါလိမ့်မယ်ငွေကြေးစုဆောင်မှုရရှိပါလိမ့်မယ်ငွေကြေးနဲ့ပတ်သက်ပြီးကံအားကောင်းတဲ့သူတွေဖြစ်ပါတယ်ဘဝမှာအစဉ်ပြေပြီးအိုးအိမ်နေရာတွေရရှိပိုင်ဆိုင်ပါလိမ့်မယ်ကံအထောက်ကူကောင်းသူတွေဖြစ်ကြပါတယ်အိုးအိမ်နေရာနဲ့ပတ်သက်ပြီးကံကောင်းမယ်ဒီကံနဲ့ပတ်သက်ပြီးတော့လည်းမကြာခဏဒီပါလို့ရှိပါတယ်ကိုယ်ပိုင်ကားကိုယ်ပိုင်တိုက် စသဖြင့်ရရှိပိုင်ဆိုင်ပါလိမ့်မယ်။ငွေကြေးကံလည်းကောင်းပါတယ်။အဓိကကတော့ငွေကြေးကံနဲ့အစဉ်ပြေမှုကံတို့ကိုရရှိပါလိမ့်မယ်။ဒီနေရာမှာမှတ်ချက်ကတော့ပုံမှန်ပြထားတဲ့အတိုင်းပါရှိဖို့လိုပါတယ်။ဒီနေရာမှာလောက်ဝါပြင်ပေါ်ကအပြက်လန်ဥပက်လန်တွေနဲ့မမားဖို့တော့လိုအပ်ပါတယ်။ကယ်၍ကံလမ်းမကြီးကလည်းအားကောင်းနေမယ်ဆိုရင်ဒီထက်ဖို့အကျိုးကျေးဇူးတွေကိုရရှိခံစားနိုင်ပါတယ်။နာရမြောင်ဝေပေးခြင်းရဲ့လက္ခဏာဘူဒ္ဓတာလီကတော့လက်ချောင်းလေးပုတ်ကအရစ်ပိုတွေအစစ်ပိုတွေအကြောင်းဝင်ဖြစ်ပါတယ် လက်မမှာအရစ်ပိုသို့မဟုတ် အစစ်ပိုတစ်ခုပါနေရင်ဖခင်နဲ့ပတ်သက်တဲ့ကောင်းကျိုးကို ခံစားရမယ်။အကြီးကဲဆန်သူဖြစ်မယ်။လက်ညှိုးမှာအရစ်ပိုသို့မဟုတ်အစစ်ပိုပါနေတော့မိခင်နဲ့ပတ်သက်တဲ့ကောင်းကျိုးကိုခံစားရမယ်။အမိတ်ပေးစီခံရတဲ့သူအကြီးကဲဖြစ်ဘုံကံကြီးမြင့်မယ်။လက်ကလေးမှာအရစ်ပိုပါနေတော့ဆရာသမားအကြီးကဲနဲ့ပတ်သက်ပြီးကောင်းကျိုးခံစားရမယ်။အများကအားကိုးရတဲ့သူရိုသေလေးစားရတဲ့သူဖြစ်မယ်။အများကျိုးသိပ်ပူးနိုင်မယ်။ လက်စကြွယ်မှာအကြည့်ပူသူမဟုတ်အစ်စ်ပူပါနေနော်အိမ်တော်ဘက်ရဲ့ဒနာဥစ္စာကိုစက်ခံရမယ်အိမ်တော်ဘက်ကြောင့်စီးပွားဥစ္စာတိုးတက်ဖြစ်ထွန်းပြီးငွေကြေးစီးပွားကျွယ်ဝချမ်းသာမယ်လက်သမ်းမှာအကြည့်ပူသူမဟုတ်အစ်စ်ပူပါနေနော်တတ်ထားတဲ့ပညာထက်ပိုကဲပြီးတော့လူအထင်ကြီးခံရမယ်ဉာဏ်ပညာထက်မြတ်မယ်စကားပြောပရိရဲ့ကျွယ်ဝမယ်ပညာနဲ့ပတ်သက်ပြီးစီးပွားဖြစ်ထွန်းမယ်နောက်တစ်ခုကတော့အခြေအကြောင်းပါပုံမှန်ပြထားတဲ့လောက်ဝါမြင်ကိုကြည့်လိုက်ပါ လက်ညိုရဲ့အောက်ခြေဘက်မှာရှိတဲ့ကြာသပတိဂျူခုံရဲ့အထက်ဘက်နားကထွက်လာတဲ့နှလုံးလမ်းကြောင်းပိုင်ရှင်တွေဟာချစ်မိပြီဆိုရင်တကယ်ကိုနင်းနစ်ကကနဲ့အသေးနစ်အောင်ချစ်တတ်ကြတဲ့လူစားမျိုးတွေဖြစ်ပါတယ်။အချင်းနဲ့ပတ်သက်လာရင်ရှားဂျဟန်ဘရင်ကြီးတို့လိုစစ်ဘီရင်နပိုလီယန်တို့လိုချစ်သူကဘာတွေပဲဖြစ်ဖြစ်ချင်းချင်းဆူးဆူးတူတူခါခါချစ်တတ်ကြတဲ့သူတွေဖြစ်ပါတယ်။ဒီလိုလက္ခဏာရှင်တွေမှာတတိပြုရအချက်တွေလည်းရှိပါတယ်။ဒါကတော့မိမိရဲ့ချစ်သူကမိမိလိုပဲခက်ခဲမှမှချစ်နေရင်တော့အကြောင်းမဟုတ်ပါဘူး။ နဖားကျိုးလာထိုးခြင်းလို့မိမိရဲ့အချစ်ကိုလက်ခံတာတို့မိမိရဲ့ကိုယ်ရမှာတော်တယ်င်းဇက်ခင်ပြီးရှေ့မှာကြတော့ယူသားခြင်းဟန်ဆောင်တဲ့သူမျိုးတို့မိမိစီကပစ္စည်းဥစ္စာကိုမက်လို့တွဲခြင်းနဲ့သူမျိုးတို့နဲ့တော့မစုံစည်းရစေဖို့တတိပြုရမှာပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့လက်ဖွာပြင်အလဲက၅ရုပ်ပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဖွာပြင်ကိုကြည့်လိုက်ပါ။လက်ဖွာပြင်လဲမှာကြည့်လို့၅ရုပ်မျိုးပါလာရင်တော့အသက်ကြီးလေကျော်ဝချမ်းသာမှုပိုပြီးရရှိလာလေဖြစ်မယ်။ ငွေအမြောက်များမပြတ်ဝင်လာတတ်တယ်လို့ငွေကိုသုံးစွဲလူစိတ်များပြီးတော့ငွေမမြဲတတ်ပါဘူးမိမိမသုံးလဲကုံစရာကိစ္စရပ်တွေများပြားလာတတ်ပါတယ်လူတန်းလူစိတ်ပီးကန်းလူစိတ်ထက်သန်အားကောင်းမယ်ရွက်ဝေးကနေအထောက်ပံ့အကူအညီကောင်းတွေအမြဲလူလူရရှိလာတတ်ပါတယ်အတိတ်ကံကြောင့်ကောင်းမှုကံတွေအလွယ်တကူရရှိတတ်ပါတယ်အတိုက်ခံရန်အပေါင်းကိုလည်းလွယ်ကူလင်မြန်စွာနဲ့အနိုင်ရရှိပါလိမ့်မယ်နိုင်ငံရဲ့ခြားကံလူမျိုးခြားနဲ့ပတ်သက်ပြီးလုပ်ငန်းတွေကြောင့်ချမ်းသာစွာနဲ့အဆင်ပြေနေထိုင်ရမယ် ငွေကြေးကံအလွန်ကောင်းမွန်တဲ့အမှတ်အသားတစ်ခုလည်းဖြစ်ပါတယ်ပုံမှာပြထားတဲ့လောက်အပြင်ကိုကြည့်ပါသူ့ရဲ့အိမ်ဆောင်ကြီးလမ်းရဲ့အစုံမှာအစကလေးတီတီလေးအဖျားမှာပါနေပါတယ်ဒီလိုပါလာခဲ့မယ်ဆိုရင်သူ့ရဲ့အကျိုးကတော့အဆိုးကောင်းရှိပါတယ်သူဟာအရင်ဆုံးအိမ်ဆောင်ကြီးတွေမြတ်တရေးတွေအချစ်ရေးတွေမှာအညံ့ပန်းနဲ့ကြုံရနိုင်ပါတယ်အိမ်ဆောင်ကြီးအချစ်ရေးမှာကွဲခွာမှုတွေရှိနေပါတယ် ဒါပေမဲ့ဒါကခဏတာခွဲခွာရနိုင်တာမျိုးပဲဖြစ်ပါတယ်။အချစ်ရင်နဲ့ပတ်သက်လာရင်လည်းချစ်သူနဲ့ခွဲခွာမှုကြုံရမယ်။ဒါပေမဲ့တသက်လုံးခွဲခွာတာမျိုးလည်းမဟုတ်ပြန်ဘူး။ခွဲခွာပြီးတော့ပြန်ဆုံရတာပြန်ပေါင်းရတာမျိုးဖြစ်နိုင်ပါတယ်။ဒီလိုမျိုးအိမ်တော်ရေးလမ်းအစမှာလမ်းအစလေးပါလာခဲ့မယ်ဆိုရင်အိမ်တော်ရေးမှာတော့ခွဲခွာမှုတော့ဖြစ်စီပါလိမ့်မယ်။ဒါပေမဲ့ဒါကခဏတာလေးပဲဖြစ်ပါတယ်။ခွဲခွာပြီးပြန်ပေါင်းတဲ့နောက်ပိုင်းမှာတော့တိတာတဲ့အိမ်တော်ရေးအချစ်ရေးအစဉ်ပြေမှုတွေရရှိပါလိမ့်မယ်။ နောက်ပြီးဒီအမသားဟာချစ်ရည်အိမ်အောင်ရေးမကွဲကွာရင်လဲမိသားစုနဲ့ကွဲနေရတာမျိုးတွေကြုံရတတ်ပါတယ်။အိမ်အောင်ရေးလမ်းမှာဒီလိုအစပါနေတဲ့သူတွေအတွက်ညှဝေပေးလိုက်ပါတယ်။အကယ်၍သင်ရဲ့လက်ဝါးပြင်တစ်ဖက်ထဲမှာပါနေခဲ့ရင်တော့ဒီအဆိုးအကောင်းတွေကိုကြုံတွေ့ရနိုင်ပါတယ်။နောက်တစ်ခုကတော့အသက်လမ်းကြောင်းကလက်ဝါးပြင်အလဲကိုကြော်ပြီးကွေးစင်းနေခြင်းမဖြစ်ပါတယ်။ဒီလိုအမသားပါလာခဲ့မယ်ဆိုရင်လက္ခဏာရှင်ဟာအသက်ရှိမယ်ဦးစားတာကောင်းမယ်။ကျမ်းမာရင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းအညံ့တော့ကြုံလိုက်မယ်။ ဒါပေမဲ့သူကအသက်ကြီးလာတာနဲ့အမြအကောင်းမှုတွေပိုလောက်လာမယ်ဘာသာရေးကိုပိုပြီးအားစိုက်ပြီးလောက်လာမယ်ဓာရီလောက်တာကြောက်လဲသူရဲ့အသက်ကြီးပိုင်းဦးစားတာနဲ့ကျမ်းမာရေးကိုပိုပြီးကောင်းမွန်လာစေပါလိမ့်မယ်အသက်ကြီးပိုင်းမှာအစဉ်ပြေမှုတွေရမယ်ကျမ်းမာရေးကောင်းမယ်ဒါပေမဲ့အသက်လမ်းကြောင်းကတော့ပုံမှန်ပြထားသလိုမျိုးအပြတ်နေရပါမယ်အဟာတွေမပါဘူးလို့တယ်အပြတ်လမ်းတွေမပါဘူးလို့တယ်ဒါမှပဲကျမ်းမာရေးကောင်းကျိုးကိုရရှိခံစားလိမ့်မှာဖြစ်ပါတယ် ကံကြမ္မာလမ်းကြောင်းရဲ့အကြောင်းကိုလက္ခဏာဆရာတွေအများကြီးကဟောပြောကြပါတယ်။လမ်းကြောင်းရှည်လျားခြင်း၊လမ်းကြောင်းတန့်ရှင်းခြင်း၊အထောက်အကူတင်ငေတပါရှိခြင်း၊ဂျိုးကုံအားကောင်းခြင်း၊လက်ဖွာလက်ရည်စာချောမွေ့ခြင်းစတဲ့ပေဒံတွေနဲ့တိုင်းတာပြီးလူတယောက်ရဲ့ချမ်းသာနိုင်ခြင်း၊စင်ရရခြင်းကိုဟောပြောကြပါတယ်။မှန်ပါတယ်။ဒီအချက်တွေနဲ့တိုင်းတာပြီးစစ်စစ်တွက်ချက်ရတာဖြစ်ပါတယ်။ဒီကနေ့ဝေမျှပေးမှာကတော့တိမ်မြုပ်ပျောက်ကွယ်နေပြီဖြစ်တဲ့တင်ငေတတစ်ခုကြောင်းပဲဖြစ်ပါတယ်။ အဲ့ဒီတင်ဂီတရဲ့အစွမ်းတတိကိုတင်ပြလိုပါတယ်လက္ခဏာဆရာတယောက်ဟာလောက်ဝပြမှာရှိတဲ့တင်ဂီတအားလုံးကိုသိရှိဖို့မလွယ်ကူသလိုပဲတိမ်မြုပ်ပျောက်ကွယ်နေတဲ့တင်ဂီတတွေကိုလည်းပေါ်ထုတ်ဖို့ဝန်လေးနေတတ်ကြပါတယ်ဒါကြောင့်ဒီကနေ့မှာတော့ပုံမှန်ပြထားတဲ့လက်ပိုင်ရှင်ရဲ့လက္ခဏာနဲ့မျှဝေတင်ဆက်ပေးပါမယ်ပုံမှန်ပြထားတဲ့လောက်ဝပြမှာကံကြမ္မာလမ်းကြောင်းကရှည်လျားပါတယ်တန့်ရှင်မှုကအသင့်တင့်ရှိပါတယ်အပြည့်အနာစာလည်းနည်းပါတယ်တခြားဂျူခုံတွေနဲ့သူ့ရဲ့လက်ဝါးပြင်လက်ရည်စာကလည်းကောင်းမွန်ပါတယ် နောက်ပြီးသူ့ရဲ့တောက်ကြဂျူခုံအောက်မှာတွီးကန်တစ်ခုဦးကတ်ထားသလိုမျိုးသင်္ကေတတစ်ခုကိုတွေ့ရပါလိမ့်မယ်။အဲ့ဒီသင်္ကေတကိုစားပြေးကျန်းကန်တွေမှာတော့တောင်ကုန်းလို့ခေါ်ပါတယ်။ဒီလိုတောင်ကုန်းသင်္ကေတပါရှိတဲ့သူတွေဟာတင်ပေါ်ကြော်ကြားခြင်းမြင့်မားသောရာထူးဂုံလူများရရှိခြင်းဩဇာအာဏာရှိခြင်းဂုံဒီရှိလူတန်းစားတထေးတကြွဖြစ်နိုင်ခြင်းစတဲ့အကျိုးတွေကိုရရှိခံစားနိုင်ပါတယ်။ဒီလိုသင်္ကေတမျိုးကလည်းပါဖို့ခဲရင်တဲ့သင်္ကေတတစ်ခုဖြစ်ပါတယ်။ရှားပါးသင်္ကေတတစ်ခုလည်းဖြစ်ပါတယ်။ ဒီနေရာမှာမှတ်ချက်ကတော့ပုံမှန်ပြထားတဲ့လောက်ဝပြင်ပိုင်ရှင်ကတော့အမျိုးသမီးညွန်ကြားရေးမှုတူဖြစ်ပါတယ်။နောက်ထပ်မျှဝေပေးမဲ့လက္ခဏာဘူသူတလီကတော့အထုထိတ်ကိုရောက်စီနိုင်တဲ့ဇီဒီကြက်ရှာအကြောင်းလေးပဲဖြစ်ပါတယ်။ကျွဲဝချမ်းသာခြင်းရဲ့အမတ်သားတွေကိုအများကြီးတင်ဆက်ပေးခဲ့ပူပါတယ်။ဒီကနေ့မှာတော့ကျွဲဝချမ်းသာသူတွေရဲ့အမတ်တင်ဂေတတွေအထဲကမှအထုထိတ်ကိုရောက်ရှိပြီးကျွဲဝသူတို့ရဲ့အမတ်တင်ဂေတတစ်ခုကိုရွေးချယ်ထုတ်နှုတ်ပေါ်ပြပေးလိုက်ပါတယ်။ ချမ်းသာတဲ့တင်ဂီတတွေအများကြီးရှိနေပေမဲ့လည်းလူတွေကဘာကြောင့်မချမ်းသာကြပါသလဲအဖြေကတော့ချမ်းသာခြင်းတင်ဂီတတစ်ခုမှမပါတဲ့အတွက်ကြောင့်ဆင်းရဲကြရခြင်းဖြစ်ပါတယ်တချို့ကပါပေမဲ့လည်းအပြက်ရှိနေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ဘယ်လိုပဲဖြစ်နေပါစေဥပက်လန်းနေအပြက်လန်းနေကင်းစင်ပြီးတော့ချမ်းသာတဲ့တင်ဂီတတစ်ခုပါလာခဲ့မယ်ဆိုရင်တော့တင်လက်ခမောင်းခတ်လိုက်ပါတော့လို့ပဲပြောခြင်းပါတယ်ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်ပါပုံမှန်ပြထားတဲ့လက်ဝါးပြင်ကတော့တနင်္ဂနွေဂျူးခုံအထက်ကထောင်တက်နေတဲ့ဇီဒီမှတ်တာပဲဖြစ်ပါတယ် ဇီရီကြက်ရှာလို့လည်းခေါ်ကြပါတယ်ဒီလိုတန့်ရှင်းတဲ့ဇီရီကြက်ရှာပါဖို့ကလည်းအလွန်ခဲယဉ်ပါတယ်ရှားပါလာပါတယ်ကျွန်ုပ်ရဲ့သူတေသနမှတ်တမ်းတွေအရာကတော့လက်ပဒန်းမျိုးကလက်စစ်အင်ဂျင်နီယာတယောက်မူကုံမျိုးကကြောက်ပွဲစားတယောက်ရေနံချောင်းမျိုးကစီလိတ်ခုံပိုင်ရှင်တယောက်ရန်ကုန်မြောက်ဥက္ကလဇီးကပွဲရုပ်ပိုင်ရှင်တယောက်လက်ပုတ္တမျိုးကရွှေပစွန်ကြောက်ပွဲရုံပိုင်ရှင်ရဲ့သမီးပေါင်းတဲမျိုးကတန်တရာဆန်ဆက်တတိတန်ဖြူစရမျိုးက78ဧကလောက်ရှိတဲ့ရောဘတ်ချန်ပိုင်ရှင်တတိ အဲ့ဒီပုပ်ကူတို့ရဲ့လက်မှာတင်းငွေဂျိုကိုအောက်မှာဒီလိုဇေဒီကြက်ရှာမျိုးကိုပိုင်ဆိုင် ထားကြပါတယ်ဒီဇေဒီအမတ်သားဟာသူတို့ခုတည်းပိုင်ရင်တော့မှတင်သေးကြပေါ့ချမ်းသာနိုင်ပါတယ်အကယ်၍ကံလန်းကပါရှီလျားအားကောင်းရင်တော့ပို့ပြီးတော့ချမ်းသာကြွယ်ဝပါလိမ့်မယ်ပုံမှန်ပြထားသလိုမျိုးအပြက်လန်းဥပက်လန်းတွေကင်းစင်ဖို့တော့လိုအပ်ပါတယ်တင်းရဲ့လက်မှာကောချမ်းသာကြွယ်ဝစေတဲ့ဒီလိုအမတ်သားမျိုးတွေပါရှိပါသလားတင်းရဲ့လက်ကိုပြန်ကြည့်လိုက်ပါအားလုံးကံကောင်းကြပါစေ။